ားအလုံးမမင်္ဂလာပါရေဝရှင်းလေးမှာပြန်လဲကျေဆွလိုက်ပါတယ်ဒီနေ့စတေမှာ30ရက်နေ့ဒီနေ့မှာအကြမ်းဖက်စစ်ခွစ်တက်ရဲ့ရခိုင်ပြည်မှာခွစ်တီဝက်တီတည်နေတဲ့အကြောင်းတွေကိုကျွန်တော်တင်ပြပေးခြင်းလေဗျာဘာကြောင့်လဲဆိုတော့ထုံးစံအတိုင်းပေါ့ဗျာအဝေးရက်ကွက်ကလော်ဘီတွေဟာကျွန်တော်တို့ရခိုင်တက်တော် AA စစ်ရှုံးနေလို့ထွက်ပြေးနေရဆိုတဲ့အကြောင်းတွေကိုဖော်ပြနေကြပါတယ်ဆိုတော့ရခိုင်မြေမှာရခိုင်နေစစ်ရှုံးတာဘယ်တော့ကချဘူးပါလေ ျွန်တော်ဒီနေ့တင်ပြမယ့်အကြောင်းအရာကညဝီရေတက်စကန်ဌာနချုပ်မှတေဆုံးသွားတဲ့စစ်ဘိုလ်ချုပ်တွေရဲ့အလောင်းတွေကိုတိတ်ဆိတ်တင်းချိုနေတဲ့အကြောင်းတွေကိုကျွန်တော်တင်ပြပေးမှာဖြစ်တယ်။ဒါပြင်လက်ရှိတော်လန်ရေးကာလတော်လန်ချိန်မှာစစ်မဏပြင်အများဆုံးဖွင့်ထားတဲ့အာရခတတ်တော်အေအေအကြောင်းကိုကျွန်တော်တင်ပြပေးချင်တာဗျာ။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်မိသားစုဝင်တအူးချင်းစီတိုင်းကို ဒလီလီစားဖိတ်ခေါ်လိုက်ပါတယ်ဂျပန်ပါတီခေါင်းဆောင်ခင်ဂျီကကျွန်တော်မြန်မာနိုင်ငံကိုဥဆောင်ဖို့ခေါင်းဆောင်ဖို့အစင်သင့်ဖြစ်နေပြီလို့ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်သူဘာကြောင့်အဲစကားပြောရလဲသိလားကျွန်တော်မိသားစု ARE time နဲ့ဘောကျွထွန်းမြတ်နိုင်တို့ဒါနှစ်စင်လို့တော့ပြောလို့ရတယ်မနစ်ကလည်းအင်တာဗျူးထွက်လာပါတယ်ဒီနေ့မှလည်းပဲ ARE time ကနေပြီးတော့ဘောကျွထွန်းမြတ်နိုင်နဲ့ အင်တာဗျူးဆိုတာထက်အချင်းချင်းပြညီကိုတွေဆွေးနွေးနေတဲ့ပုံစံမျိုးလေးကိုတော့ကျွန်တော်တို့ကခံစားမိတာဆိုတော့အယာယူထိုင်းရဲ့မိတဲ့မိခွန်းကျောင်းပြည်သူလူထုတစ်ရက်လုံးကဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုကျောင်းနိုင်ငံမှာဥဆောင်ပေးဖို့ခေါင်းဆောင်ပေးဖို့ပြောလာခဲ့ရင်ဗိုလ်ချုပ်အနေနဲ့ဘလိုမျိုးအမ်လက်ခံလားတုတ်ဘလိုမျိုးပြောဆိုမလဲဆိုတာမျိုးပေါ့နော် ီလိုအခြေအနေလေးမေးလာတဲ့အချိန်မှာဘုချိုးထုံးမျက်နှာရင်ပြောလိုက်တာရှင်းရှင်းလေးပါအဲ့လိုအင်တာဗျူးလေးတန်ထွက်လာတာနဲ့ခင်ကြီးကလည်းဒီနိုင်ငံကိုဥဆောင်ဖို့အတွက်အစင်းသင်ဖြစ်နေပြီဆိုတော့ဟာပြေးကြတယ်ကျောင်းရင်မိသားစုကျွန်တော်တို့တော်လှန်တော့တပ်ဖွဲ့ဝင်တွေရဲ့အင်တာဗျူးတွေကျွန်တော်ရုပ်သံမှတ်တမ်းသတင်းတွေကိုဒီကောင်နေခိုးပြီးတော့နားထောင်နေတယ်အေရီနဲ့ဘုချိုးထုံးမျက်နှာနဲ့အင်တာဗျူး ဒီမှာပြောခင်ကြီးကြားသွားလို့သူကလည်းပဲနိုင်ငံကိုဥဆောင်မယ်ဆိုပြီးတော့ဖတ်ပြောလာတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ပြည်သူပဲဆုံးဖြတ်มาဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတယ်ကျွန်တော်မိသားစုဝင်တွေဟုတ်ပြီဒီဘက်ကတော့ကျမ်းဖို့ကခင်ကြီးဒီဘက်ကတော့အရကတက်တော့အေးအေးလက်ရှိကျွန်တော်မြန်မာနိုင်ငံမှာတော်လန်ရေးမှာအောင်မြင်ဆုံးနဲ့ဒါစွမ်းဆောင်ရည်ပြေဝဆုံးပြီးတော့ ခက်ခဲမျိုးစုံကိုကြံ့ကြံ့ခံခုခံကြော်လာနိုင်တဲ့ဘုရုပ်ထုံးမြတ်နိုင်တဲ့သူတို့နှစ်ဦးကိုဘသူကျွန်တော်နိုင်ငံကိုဥဆောင်ဝင်ပေးမလဲဆိုတာမျိုးကျွန်တော်တို့အလွတ်သဘောကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာဒီတာဖော်ပြနိုင်ပါတယ်ဒီတဲ့တွေကျွန်တော်မပြောခင်မှာကျွန်တော်မိသားစုကိုကျွန်တော်အချက်လေးအချက်လက်လေးနှစ်ခုပြပြခြင်းပါတယ်အာကျွန်တော်ရေဘော်ရင်းနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်အကောင်းဆုံးစီစဉ်ဆောင်ရွက်နေပါတယ် လက်ရှိအချိန်မှာအာလက်မဆက်သွယ်ရေးအခက်ခဲတွေနဲ့အာ connection ပေါ့နော်အာ connection ဖြတ်တောက်ခံစားရတဲ့အချိန်တွေနဲ့ကျွန်တော်လည်းဆက်သွယ်မရသေးပါဘူးမနှက်ပြန်ကြရင်တော့ကျွန်တော်လည်းသတင်းကောင်းကြားရဖို့မျှော်လင့်နေပါတယ်ကျွန်တော်တို့ရဲ့ခက်ခဲမှုပါတစ်ခါတည်းမှာကျွန်တော်တို့ရဲ့အသက်တွေပါပေးရနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ရဲ့ခက်ခဲမှုလို့ဆိုတာပါတော်လိုင်းကြီးမှာကျွန်တော်တို့အကျက်တဲတွေမွန်ချက်မှုတွေကျွန်တော်တို့ဖိအားမျိုးစုံကိုရင်ဆိုင်ကြော်ဖြတ်ခဲ့ပြီးပါပြီဒါဟာကျွန်တော်တို့အတွက်ခက်ခဲလို့တော့ကျွန်တော်တို့က မတက်မှတ်ပါဘူးကျွန်တော်တိုင်ရန်ရခဲ့ဘူးတယ်ကျွန်တော်ခုနကလည်းတိုင်ရန်ရခဲ့တယ်ပြီးတော့ယနေ့အချိန်ထိလည်းကျွန်တော်ကျမ်းမာရေးအတွက်ကျွန်တော်ဆေးဝါးကုသမှုခံယူရဆက်အချိန်နေဒါကလည်းကျွန်တော်အတွက်ခက်ခဲမှုပါကျွန်တော်တို့ရဲ့ခက်ခဲဆုံးအချိန်ဆိုရင်တော့ကျွန်တော်တို့ဒီဒေါ်လာရေးသီးလန်းကိုကျွန်တော်အဆုံးထိမလျှောက်နိုင်တဲ့ကျွန်တော်ရဲ့အသက်တွေပေးလူရတဲ့အချိန်တွေပဲဖြစ်ပါလိမ့်မယ်နောက်တစ်ခုကဒီနေ့ကျွန်တော်ရဲ့ခီးစဉ်လေးတစ်ခုမှာ မတ်တမဲပေါ့နော်ကလင်းငယ်လေးတွေတိတိလေးတွေတိတိလေးတွေအရောက်80လောက်စာတင်နေတဲ့နေရာလေးတစ်ခုကိုကျွန်တော်ရောက်ပါပါတယ်ကျွန်တော်တိုင်းရင်းသားကလင်းငယ်တွေအစုံဝင်ကျွန်တော်မိသားစုကျွန်တော်မြန်မာကလင်းငယ်တွေဗမာကလင်းငယ်တွေကရင်ကလင်းငယ်တွေလည်းပါပါဆိုတော့သူတို့ကိုကျွန်တော်တို့ဒီပညာသင်ကြားနိုင်ဖို့အတွက် စ조사ပြီးတော့ရုံးကန်လှုပ်ဆောင်ပေးနေတဲ့သူတွေရှိပါတယ်ဆိုတော့ကျွန်တော်အဲ့ဒီမှာတွေ့လိုက်ရတာကသူတို့တက်စိတ်မကောင်းကြရဘူးเนาะသူတို့ဟာဆေးပြေးရှောင်လာတဲ့လူတွေဖြစ်တယ်ပြီးတော့နှီးမျိုးစုံနေပေါ့เนาะနိုင်ငံတွင်းကနေတော့ထပေးလာကြရတဲ့သူတွေဖြစ်တယ်ကလင်းငယ်တီးတီးလေးတွေပြအချို့ကလင်းငယ်တွေမွေးစင်းမရှိဘူးတဲ့ဆိုတော့ဘာကြောင့်မွေးစင်းမရှိတာလဲဆိုရင်သူတို့ဟာဆေးဥမှလည်းတက်ပြီးတော့မမွေးရဘူးတော်တဲ့တောင်တဲ့ ကျွန်တော်တို့ยาတောင်တဲတွေမှာပဲကလေးကိုမွေးရတယ်မွေးရတော့သူတို့မှာမွေးစင်းမရှိကြဘူးလူတယောက်ဟာမွေးစင်းမရှိဘူးဆိုရင်နိုင်ငံသားပျောက်တဲ့ပုံစံမျိုးအထီတောင်ဖြစ်နိုင်တာကိုလည်းကျွန်တော်မိသားစုဝင်တွေတွေ့ရမှာဖြစ်တယ်ကျွန်တော်တို့နိုင်ငံတွင်းကကလေးငယ်တွေအန္တရာကတ်တော့ကျွန်တော်တို့တိုက်ပွဲဝင်နေတာဖြစ်တယ်ဒီကလေးငယ်တွေအတွက်လည်းကျွန်တော်လုပ်ပေးနိုင်တဲ့အရာတွေကိုထပ်မံပြီးတော့ကျွန်တော်လုပ်ပေးနိုင်ဖို့ကျွန်တော် စူးစားပါမယ်ပြီးတော့ကျွန်တော်ဆူတောင်းရင်းနဲ့ကျွန်တော်အကောင်းဆုံးလမ်းပြနိုင်ဖို့အတွက်ကျွန်တော်မျှော်လင့်မိပါတယ်ဟုတ်ပြီရောင်းနေပတ်သက်ပြီးတော့ဗောနော်အဲကျွန်တော်မိသားစုဝင်တွေစိတ်ပူပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့အရာရာကိုဖြတ်ကျော်နိုင်ပါတယ်ကျွန်တော်တို့မဖြတ်ကျော်နိုင်တာကတော့ငွေကြီးပါဟုတ်ပြီ ားတို့ဒီနေ့ကျွန်တော်တို့ပါဗျာတဏမရှိပါအောင်တော့โอเคသတင်းပဲပြန်သွားမှာကျွန်တော်ဒီသားစစ်ဝင်ညဝီရတနာချုပ်အတွင်းထဲကတိဆုံးသွားတဲ့အရာရှိကြီးတွေဘုဒ္ဓကြီးတွေရဲ့အလောင်းကိုခေါ်ပြီးတော့တိတ်ဆိတ်မြည်သိမ့်ကြုံနေရတယ်ဆိုတော့အရက်ကလို့ကြားလို့မှကောင်းသေးရဲ့လားဒါပေမဲ့ကျွန်တော်တို့ကြားတာကတော့နဝင်ချူတယ်ကောင်းတယ်ပေါ့ဒီသတင်းလေးကိုမပြောခင်မဲ့ ဘိုးကြီးကကလော်ဘီတွေဒီကောင်တွေတော့နည်းနည်းစဉ်းစားမြင်နေမယ်ပြ6800ဈာထက်တော့တာလိမ့်မယ်တခါတလေကျွန်တော်တို့တို့ကစကားပြောမှိုင်းရင်မဟာလာအုပ်စုကခေါ်ခေါ်ပြီးတော့နှုံဖုန်ခါခံရတာကလွဲလို့ပေါ့ဗျာဒီထဲမှာမှကြောင်မျိုးမင်းဒီကောင်မှကျန်တော့မယ်ထင်တယ်ကျန်တဲ့ကောင်တွေကတော့ဂျေအောင်ဘူးတဲ့ဟုတ်ပြီဒါပေမဲ့လည်းသူတို့တွေကဆက်ပြီးတော့ဖာနေစေပါအလကတက်တော့အေအေဟာတဲ့လက်ရှိသူရဲ့ထိုးစစ်တွေအတွင်းထဲမှာတဲ့ ကစင်ကလေးအားနဲ့ထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုဖော်ပြနေကြတာဖြစ်ပါတယ်ဟုတ်ပြီဘသူကကစင်ကလေးအားနဲ့ထွက်ပြေးတာလဲဘသူကဘိုးဆိုးပစက်သိနေတာလဲဆိုတာကိုကျွန်တော်သတင်းမှာကျွန်တော်အချက်လက်လေးနဲ့ကွာတင်ပြပေးပါမယ်လက်ရှိချိန်မှာရခိုင်ပြည်ကြောက်ပြူမြို့နယ်မှာအရကတတော် A နဲ့ဂျမ်ဖတ်စစ်ခွေးတက်ကြပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပါတယ်အဲ့ဒါကအမှန်ပါ အဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာအခါတက်တော့ A ရာတောက်ကြစနစ်ကိုအဓိကသုံးပြုနေတယ်ပြီးတော့အဲ့ဒီထိုးစစ်တွေကိုတက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းတွေကိုလည်းပဲကျွန်တော်တို့ဂျာပြတ်တက်ခိုင်းမှုတွေအတွင်းထဲမှာစတိုက်ပါနဲ့အာရပါရဖြုတ်တာတွေပြီးတော့ဂျာပြတ်မိုင်းဆွဲတက်ခိုင်းမှုတွေအတွင်းထဲမှာအကြမ်းဖက်စစ်ခွေးတက်ရာနဲ့ချီပြီးတော့တေဆုံးနေဆိုတဲ့တည်င်းဒီကနေ့ညနေပိုင်းညဦးပိုင်းလောက်ပြောလို့ရကျွန်တော်မြင်တော့ထွက်လာပါတယ်ဟုတ်ပြီဒါပဲလားမဟုတ်သေးဘူးတို့တွေတရားမှခေါ်သွားတဲ့ ချင်းတော့အင်အားတွေအများကြီးပေါ့ဗျာအာစကားတွေတက်လာစကားဆယ်စီ15စီစီးနစ်ဆက်သည့်အားဖြစ်ပေါ့ထဲထဲမှာပါလိုက်ကောင်တွေကငတ်စနူတွေအဲ့တော့အာရခမြေမှာပုံဆိုးတာပေါ့ဗျာရခိုင်မြေကိုနင်းပြီဆိုတာနဲ့ကြောက်ချေပန်ရှူပါထွက်နေတဲ့ကောင်တွေအခုအာရခတက်တော့အေးရတကောင်ချင်းကြီးလိုက်ပြီးတော့ဂုတ်ဆွဲနေရတယ်ဟိုပြေးဒီပြေးနဲ့အော်မြောင်းတူမြောင်းကြပဲရေနစ်သေးကျွန်တော်တို့ပဝင်းကျင်ကထိခိုက်သေးတယ်ဟုတ်ပြီကျွန်တော်မြင်သားစုအာရခတက်တော့အေးရလည်းထုတ်ပြန်ချင်းညာထားတယ် ။ယတပြည်သူတွေအထူးသတိပြုဖို့ဘာဖြစ်လို့လဲဆိုခွေးလွေခွေးလင့်တွေခြေဥတက်ရပြင်းနေလို့ပါတဲ့။လက်ထက်မှာလည်းတနက်တွေနဲ့ရှောက်ပြင်းနေတော့ကျွန်တော်တို့ယတပြည်သူတွေအတွက်အဲစိုးရိမ်နေရတဲ့အခြေအနေပြ။ဘာဖြစ်လို့ပြင်းနေတာလဲ။ဟုတ်ပြီ။ကျွန်တော်စနေမှာ20နဲ့နေရတဲ့ရရီယတစကန်ဌာနချုပ်တင်းမှာဂျာဒူးအလုံးကိုကြီးမားတဲ့အကြဖက်စစ်ခွေးတက်ရအရာရှိတယ်။အားရတော့ AA ရဲ့ဒါပြစ်ကတ်မှုတွေကြောင့်သိဆုံးပြီးတော့ထဲထဲမှာတိတ်တဆိတ်တင်းကျုံနေရာကြောင်းကိုသိရှိထားရပါလေ ရန်ပစိခိုးတဲ့အလောက်ထိထိနာပုံမဲ့လဲပဲကြောက်ဖြူမြို့ပေါ်မှာလက်ရှိအချိန်မှာသူတို့ဘက်ကနေအตาစည်းတွေရယူထားတယ်သူတို့ဘက်ကထိုးစစ်တွေဆင်နွှဲနိုင်တယ်ကျွန်တော်ရဲ့ဘခိုင်တပ်ဖွဲ့ဝင်တွေကထွက်ပြေးနေရတယ်လို့လဲအာတာဖြီနေတာကိုလဲကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီကောင်နေအတန်ထွက်လာပြီဆိုသေးကြတယ်အဲ့ဒီပွဲအကောင်နေရှုံးနေတာကျွန်တော်တို့ထွေထူးပြောစရာမလိုရေနံကြောင်းသားဇော်မဲလိမ့်ပြောပြီဆိုတာနဲ့အဲ့ကိစ္စကကြောင်းမြန်ဆိုတာကျွန်တော်မိသားစုဝင်တွေသိပြီးသားပါဟုတ်ပြီ တို့ဘက်ကကျွန်တော်တို့ရခိုင်တပ်ဖွဲ့ဝင်တွေတောက်မခံနိုင်တော့ဘူးစုတ်ပြေးနေကြတယ်ဆိုတော့ရခိုင်မီယာတို့အတွက်စစ်တင်ကြိုင်းနော်ဘရုတ်ထွန်းမြတ်နိုင်ကအဲကျွန်တော်ပြည်သူလူထုကဘကြထမင်းနိုင်ကိုရွေးချယ်ပြီးတော့ခေါင်းဆောင်အဖြစ်နိုင်ငံကိုဥဆောင်ဖို့အတွက်ဆိုပြီးတော့အင်တာဗျူးလေးထွက်လာတော့မှဟိုမှာခင်ရကပန်းကလန်အမဟုတ်ဘူးကျွန်တော်ခေါင်းဆောင်လုံနိုင်တယ်ကျွန်တော်ခေါင်းဆောင်လုံနိုင်ဖို့လဲအစင်းစင်းဖြစ်နေပြပြီးဆိုထွက်ပြောရတဲ့အခြေအနေအခုလဲလို့ဖြစ်နေတာကျွန်တော်မိသားစု ောင်းမြို့နယ်အနက်မှာလည်းအင်အားထောင်ချီတုံးပြီးတော့စစ်ကြောင်း၄ကြောင်းခွဲပြီးတော့စစ်ကြောင်းထိုးတက်လာတာအဲဒီစစ်ကြောင်း၄ကြောင်းလုံးကိုလေပါအရကတက်တော့ AR sniper တွေနဲ့ပြက်ကတ်ချင်းမို့မှုတွေ drop ဘုံတွေနဲ့ဘုံသီးချက်ဘုံသီးချက်ပြီးတော့လက်နက်ကြီးတွေနဲ့စစ်မပြက်ပြက်ကတ်မှုတွေကြားထဲမှာအဲဒီစစ်ကြောင်း၄ကြောင်းလုံးဟာဘယ်ရောက်လို့ဘယ်ပြောင်းမဲမသိထွက်ပြေးနေကြတာအခြေအနေပါကြောင်မှာပလာလဲဂျန်ဖက်စစ်ခွတ်တက်ရဲ့ခေါင်းဆောင်ပိုင်းအကြီးပိုင်းတွေလည်းပဲပွဲချင်းပြီးသိဆုံးနေတယ်ဆိုတဲ့သတင်းတွေထပ်ပေါ်လာပါတယ် ဒီပွဲကတည်ရမရှိဘူးเนาะကျွန်တော်မိသားစုကျွန်တော်ဘောလုံးပွဲကြည့်တယ်လို့မျိုးနိုင်အရှုံးတည်ရရလက်ပြီးတော့ကျွန်တော်လက်ဝဲပွဲကြီးကြည့်တယ်လို့မျိုးနိုင်အရှုံးအချို့လက်ဝဲပွဲတွေမှာလည်းတည်ရဆိုရရလက်တရှိဒိုင်လူကြီးရဲ့အဆုံးဖြတ်တယ်လေရှိတယ်ဒါဟာတော်လှန်ရေးဖြစ်တယ်ကျွန်တော်ပြည်သူတည့်ရလုံးရဲ့နာကျင်မှုကျွန်တော်ပြည်သူတည့်ရလုံးရဲ့ခံစားခဲ့ရတဲ့ အရာတွေဟာဘယ်တိုင်းလူကြီးမှကျွန်တော်တို့အမှတ်လာပြီလို့မရဘူးဒါလေးကိုကျွန်တော်မိသားစုဝင်တွေလည်းသိပြီးသားပါဒါပြင်ဒီပွဲကတည့်ရမရှိဘူးကျွန်တော်မိသားစုကျွန်တော်တို့ကိုပြတ်သွင်းတော့မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုဝင်တွေကိုတည်တည်ချာချာခိုင်ခိုင်မာမာကျွန်တော်ပြောရတယ်ဘယ်ကာလဘယ်နေ့လဲဆိုတာကိုကျွန်တော်မိသားစုမကြခင်မှာအခုလာကုန်အခုလာကုန်တဲ့ရက်မကြခင်ရှစ်လတွင်မှာကျွန်တော်မိသားစုတွေကြားမှာဖြစ် ကျွန်တော်လည်းအဲ့ဒီသတင်းကြားလိုက်ချင်းပါရန်ဝန်တာသွားတယ်ကျွန်တော်ပေါင်ပိုင်းကဒီကောင်ဝဲတစ်ဖွဲ့ဝင်တယ်အလူလဲစိတ်ပိတ်နေအောင်ခံရတော့တော့မဟုတ်ဘူးပပီးနေရတာပပီးနေရအာဟိုမတစ်ဖွဲ့ဒီမတစ်ဖွဲ့ဟိုဘတစ်ဖွဲ့အာရှုပ်ချက်ခက်ရန်ကိုကျွန်တော်တို့ဘလုံးမကိုညံရောမမိလို့စဉ်းစားလို့တော့မရတဲ့အခြေအနေမျိုးနဲ့ကျွန်တော်တို့မှာကျွန်တော်တို့ကိုယ်နိုင်ဖြည့်ရှင်းလို့မရတဲ့အရာတွေအများကြီးရှိဒါပေမဲ့ဒါတွေကအချိန်တန်းခဏပါပဲကျွန်တော်ညီသားဆို အခုတို့နေရာစုံမှာအင်အားထောင်နဲ့ချီပြီးတော့တုံးနေအင်အားအလုံးကြီးနဲ့တုံးနေတို့ကရွေးကောက်ပွဲအတွက်ပဲဒါနောက်ဆုံးအချိန်တို့အတွက်ကျွန်တော်အားသာနည်းနဲ့ပဲကြည့်မယ်ကျွန်တော်ရဲ့မိသားစုဝင်ကျွန်တော်ဘောလုံးပွဲတစ်ခုမှာခရဆမောက်ပြီဆိုတာနဲ့အသေးအတန်၊ကွင်းပတ်ပြေးပြီးတော့အသေးအတန်အားဆိုင်အချိန်နဲ့ကြာနေတဲ့ခြေကုံလက်ပန်းကြာလာ ဲ့ဒီအချိန်ကျွန်တော်တို့ရဲ့စစ်စင်ရေးကျွန်တော်တကယ်တိုက်ပြီဆိုရင်ဘယ်သူမှမခံနိုင်ဘူးဆိုတာကျွန်တော်မိသားစုတွေတွေ့ရှိဖြစ်ပါတယ်လက်ရှိကျွန်မတိုင်းသားတစ်ဖွဲ့ဝင်အားလုံးကလည်းကျွန်တော်တို့အားလုံးနဲ့အတူတူထပ်တူရှိနေတာကျွန်တော်အဖြေပေါ်ပြီးတော့ပြီလေအဖြေပေါ်ပြီးတော့ပြီမင်းရမစကားမနဲ့ပေါ့ပေါ့မရောက်နိုင်နေမဲ့ဘလူးပလဲလုံးလုံးကြားပြန့်လုပ်ပြီးတော့ပဲရက်ဒီရက်ဒီကြိုက်စလို့လို့ကျွန်တော်တို့လှည့်ကြရင်တော့ ျွန်တော်ပြည်သူလူထုစံနာနဲ့အညီတရားခဏ်ဒီအကုန်လုံးဟာကောင်းစင်ပြရမှာဖြစ်ပါတယ်ဟုတ်ပြီအကြံဖက်စခွေးတက်ရဲ့အရေးပါလာတဲ့ထောက်ပို့အရေးကြီးလာတဲ့ဂုံကြီးကိုအရကတက်တော့အေအေကအခုရပိုင်းတွင်းသိမ့်လိုက်တာဖြစ်တယ်အရန်ရေးကြီးတဲ့နေရာအဲ့ဒီနေရာကိုလက်လွတ်ပြီးတော့လက်ရှိအချိန်မှာကတ်ဒင်းစကန်တွေကိုလည်းပဲထပ်မံပြီးတော့ တိုက်ခိုက်ထားတယ်ပြီးတော့နေရကန်လီကောင်းရဲ့ကာဝေးစကန်ကိုလည်းပဲကျွန်တော်တို့ကထိမ့်ချုပ်ပြီးဖြစ်တယ်ဆိုတော့အဲ့ဒီဂုံကြီးကိုကျွန်တော်တို့တိုက်ခိုက်သိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းတွေမှာသူတို့ဟာရှုံးနေပေမဲ့လေပဲသူကတော့အောက်ကပါဗျအောက်ကတော့အော်နေသေးပေါ့အဲ့လိုပုံစံမျိုးကျွန်တော်ရင်မိသားစုနေဟုတ်ပြီရမ်းလို့အသေးပြောက်များတယ် ဒီချိန်မှာဝိုင်တွဲကနေပြီးတော့ဒီကြောင်ကနေပြီးတော့ဘုံပြတက်ခိုင်မှုတွေစတိုက်လုတ်ဆောင်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒီနေ့ကျွန်တော်သတင်းပြောနေတဲ့အချိန်မှာတော့ပါလေဝိုင်ကျွဲနေဆက်ကတက်မနေဘုံကကျဲတယ်။ဘုံကျဲတဲ့နေရာတွေဟာကျွန်တော်တို့ပေါ့နော်ဒါမရှိတဲ့နေရာတွေများပါတယ်။လက်ရှိအထူးကိတ်တွေလုံးဝမရှိဘူးလို့ကျွန်တော်တို့သိရှိထားရတယ်။ဘလုံးမှာဒီလေချောင်း၃၃ရေချောင်း၃၃အရကတက်တော့ AA ကိုမနိုင်နိုင်ဘူးလို့လက်ရှိ အကတတော့ AA ရဲ့ဒေတာခံပြည်သူကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့တခက်တိုက်ပိုက်ထားတဲ့လက်နဲ့ခေရန်ချုံနေကြဖက်စစ်ခွစ်တက်လောင်းတွေကိုပြောအရကတတော့ AA ရနေပြီးတော့အမြောင်များသိသိရမိထားပြီးတော့လက်နဲ့ချလင်းဝင်သူတွေလည်းရှိနေသေးဖြစ်ပါတယ်လက်နဲ့ချလင်းဝင်တဲ့သူတွေထွက်ပြေးနေတဲ့သူတွေအများစုကလက်ရှိနောက်ပေါက်တွေဖြစ်ပါတယ်ပါစစစ်မှုဒဏ်နဲ့ပါလာတဲ့ကောင်တွေဖြစ်ပါတယ်ပြောချင်တာကတော့လူဖြစ်ပြီးတော့ လူလုံးယက်တီရတဲ့ကောင်းတွေဖြစ်ပါတယ်။ဟုတ်ပြီ။ရခိုင်ပြည်တောင်ကုန်းနဲ့အမ်းမြွနဲ့တွင်တွေကိုဒါပြန်လဲဝင်ရောက်နိုင်ဖို့တစေးမျောလင်းချက်ကြီးကြီးနဲ့တောင်ကုန်း brown yo လမ်းပေါ်ကိုအမ်ပထန်းတောင်ကုန်းလမ်းပေါ်မှာဂျမ်ဖက်စစ်ခွေတက်ကနေအင်းထောင်နဲ့ချီပြီးတော့ဖြည့်ပြီးတော့စစ်ကူပေးတယ်တစ်ကူပေးတယ်အဲ့ဒီနေရာကိုထိုးစစ်ဆင်ကြည့်တယ်ဒါပေမဲ့လုံးဝကိုအလုံးဖြစ်တာကိုတွေ့ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အရကတက်တော့ A ရဒါတွေအတွက်ဂျိုတင်ပြီးတော့စီစဉ်ထားပြီးဖြစ်ပါတယ် တကယ်တကယ်မှုပြီးလက်လက်ကြီးပစ်ချက်မှုပြီးပြီးတော့တကုံးမဲကိုအလိုလျောက်ဝင်လာဖို့တွေ့ညောင်များစွာသောစေပိရတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်နေတာဖြစ်တယ်လို့ကျွန်တော်ရေးပြီးမြဲပေါ့တူကသတင်းပေးပို့ထားတာဖြစ်ပါတယ်ချီလီချင်းမြစကြောင်းကပ္ပစ14ဘက်ကတကြောင်းကာလန်ဘေညာတကြောင်းဖွဲတက်လာတယ်စကားကတော့အစီး20လောက်ရှိတယ်စကားပေါ်မှာလည်းလက်နက်အင်အားလူရအပြည့်ဖြစ်တယ်သူရဲ့အဓိကဖောက်ပို့စကန်အချို့လက်လွတ်ပြီးတဲ့နောက်ပိုင်းတွေမှာအခုလိုမျိုးထိုးစစ်ဆင်ဖို့အတွက် တက်လာကြတာဖြစ်တယ်ဘလောက်ပဲစစ်ကားတွေများပါစေဘလောက်ပဲအင်အားများပါစေသူတို့ဟာလက်ရှိချိန်မှာအခွန်တက်တက်ဖြစ်ပါကျွန်တော်ဒါဆိုစစ်မြေပြင်တိုင်းမှာကျွန်တော်တို့ကြုံတွေ့ပြီးသားလေကြောင်းကနေဘုံကျဲမယ်လက်လက်ကြီးတွေနဲ့တကြိမ်ကြိမ်နဲ့အတန်ပြုတ်ပြီးသွားရင်ကြာပြီမင်းတို့တက်လို့ရပြီတက်အော်ကောင်းနေရလဲမတက်လို့မရဘူးလေမတက်ရင်သူလည်းပြတ်တက်ခံရမှာဟုတ်ရှေ့တန်းမှာတည်သွားတယ်ဆိုဘယ်စစ်ဥပ္ပိဘာမှမရှိဘူး လက်ရှိခွေးလေးရဲ့ဘဝအခြေအနေအဲ့လိုဖြစ်နေတာအဲ့တော့သူတို့လည်းတက်တက်လာတဲ့အရှိမအကုန်လုံးကပြင်ဆင်ပြီးသားအကုန်အပြောက်လက်ရှိဒီလိုအခြေအနေကိုအလကတက်တော့ AA ပုံဖော်ထားတာဖြစ်ပါတယ်တကယ်လို့အားရကျင်းတဲ့ဖို့ကောင်းပါကျွန်တော်မိသားစုဝင်နေနေကန်လေချောင်းရံကာဝေးတက်စကန်အနီးတွေပြီးရင်နေကန်တောင်ကျောတချောက်ဒါကြွကြွကြွနေရာတွေမှာလည်းလက်ရှိချိန်ထိတိုက်ပွဲတွေဖြစ်ပွားနေတယ် ဘာလို့တိုက်ပွဲတွေဖြစ်လာတာလဲဆိုရင်အဲ့ဒီသူတို့ထိုးလာတဲ့စစ်ကြောင်းတွေဟာဒီတကွဲပြားနဲ့သူတို့ထွက်ပြေးနေတဲ့အချိန်မှာကျွန်တော်အာကတက်တော့အေးရနောက်ကနေလိုက်လံရှင်းလင်းတာတွေရှိတယ်ပြီးတော့သူတို့အချင်းချင်းနောက်ပြန်ပြေးလို့ပြတ်တက်နေတာဖြစ်တယ်လို့ကျွန်တော်တို့တိကျသိရရှိထားပါတယ်အခြေအနေကတော့အဲ့လိုဖြစ်နေတာကျွန်တော်ပြောခဲ့ပြီလားမြန်မာတိုင်းနိုင်ငံလုံးမှာလက်ရှိအချိန်မှာစစ်မျက်နှာပြင်အများဆုံးဖွင့်ထားတဲ့ တက်ဖွဲ့တခုပဲရှိတယ်အရခတက်တော်အေးရှမ်းမြောက်မှာလည်းပဲညီနောင်မမိတ်၃ဘွဲ့နဲ့တော့ပူပေါင်းပြီးတော့လက်ရှိကုံသွဲရေးကိစ္စတွေမှာလည်းပဲထိန်းချုပ်ဆောင်ရွက်နေတယ်ကျွန်တော်မိသားစုပြီးတော့မကွေးတကြောမှာလည်းပဲကျွန်တော်တို့အရခတက်တော်အေးအေးနဲ့ပူပေါင်းပြီးတော့တက်ဖွဲ့ဝင်နေပြီးတော့ဘကောမှာလည်းပဲအရခတက်တော်အေးအေးနဲ့ပူပေါင်းတက်ဖွဲ့ဝင်နေပြင်မှာလည်းရခိုင်နေရှိတယ်เนาะကျွန်တော်မိသားစုအဲ့တကယ်ပဲ ျွန်တော်မျိုးမြဲချင်းနဲ့ကျွန်တော်မိသားစုဝင်တွေသိပါတယ်ကျွန်တော်ကိုစစ်တင်တဲ့ပေးခဲ့တာကရော့ခိုင်တဆုရော့ခိုင်အရာရှိကိုယ်တိုင်ကျွန်တော်တို့စစ်တင်တဲ့ပေးခဲ့တယ်ရော့ခိုင်နေကိုစစ်တင်တဲ့ပေးလဲဆိုတာကိုကျွန်တော်တို့ကနှစ်ဖူးတွေဒူးတွေကြုံခဲ့တယ်ရော့ခိုင်နဲ့ကျွန်တော်တို့ကအတူတူအကြောင်းထိုးမှုတွေရဲဘော်ဖြစ်တဲ့အတွက်ရော့ခိုင်ကိုကျွန်တော်တို့ကအတကုံကြိုက်တာရော့ခိုင်မုတ်တီရှယ်ကြိုက်တယ်ကျွန်တော်တို့တခဲကို ကျမ်းရတကယ်ကိုတူပေးတာပဲတကယ်ကိုမထင်မှတ်တဲ့အချိန်မှာဘလို့လို့လို့လုံမအောင်မသိပဲနဲ့အတက်ပြောင်းကြရအကျမ်းဖက်စီခွတ်တက်ကကောင်36နိုင်မီရှင်ကျွန်တော်လေ့ကျင့်ခဲ့ရတဲ့ Dave Knight ဒီတော်မဟုတ်ပေါ့ည Night View တော်ပြောလို့ရတယ်အဲ့လေ့ကျင့်ရင်းအစီအစဉ်နဲ့ရေးချိန်ထိကျွန်တော်တို့ခနာကိုကြက်ကင်မှုပေးနေစေဟုတ်ပြီအောင်ပွဲတွေကိုပဲဆက်ပြီးတော့ကြည့်အောင်ပါ ဒေတာတွေတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့အာရခဒေတာအဆက်၃နေရာဖြစ်တဲ့ရခိုင်မကွေးအဆက်ရခိုင်ဘကိုးအဆက်ရခိုင် AR အဆက်အဲ့ဒီနေရာတွေမှာလည်းပဲအာရခတက်တော့ AR ချမ်းဖက်စစ်ခွေးတက်လာတဲ့စကြောင်းမှန်များကိုအကုန်လုံးကိုတိုက်ခိုက်တိမ်ပိုက်ခြေမုံရင်းနဲ့အရှိကိုဆက်နေတာဖြစ်တယ်။ဘန်ဒူဘန်ဒါရီအလုံးအတွက်တကယ့်ကိုအချိန်ခါကောင်းတစ်ခုဖြစ်ပါတယ်။ ခေါင်းဆောင်ခေါင်းနဲ့အနောက်မှာစီးလုံးညီညွတ်တဲ့ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေကိုတွဲရမြင်တွေ့နေရဖြစ်တယ်။ဒီအပိုင်းတွေမှာကျွန်မမိသားစုဝင်လည်းသတိထားမိပါပါ။ကျွန်တော်တို့ ARSC အချမ်းဖတ်လက်နက်ကိုင်သူတို့တွေကဘင်္ဂါစတိတ်ကစတွေပြီးတော့နေဆက်ဖြတ်ကျော်ပြီးတော့အရခတ်တော် AIA တက်စကန်တွေကိုတိုက်ခိုက်ခဲ့တာကိုကျွန်တော်တို့အရခတ်တော် ULA ကလည်းတရားဝင်ထုတ်ပြန်ထားတာရှိတယ်။ ကျွန်တော်မိသားစုကျွန်တော်ကနေဆက် border line မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဖြစ်တယ်ကျွန်တော်အဲ့ border line နဲ့ပတ်သက်ပြီးတော့ကောင်းကောင်းသိတယ်ကျွန်တော်မိသားစုအဲ့တော့ border line မှာရှိတယ်ဘင်္ဂါဒေ့စစ်တပ်ပေါ့နော်ဘင်္ဂါဒေ့စစ်တပ်ငကြဆောင်တပ်ကနေပြီးတော့သူတို့ခွင့်မပြုဝဲနဲ့ဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ဘော border line မှာစစ်ယူနီဖောင်းဝတ်ထားမှစစ်တပ်မဟုတ် ဘောလိုင်းမှာရှိနေတယ်ကျွန်တော်တို့အချို့ဒေသခံအိမ်တွေကပါသတင်းပေးတွေအများကြီးရှိအာကျွန်တော်အမှန်တရားပြောမယ်ကျွန်တော်မိသားစုထိုင်းမြန်မာနယ်စပ်ဘောလိုင်းမှာထိုင်းဘက်မှာရှိတဲ့ဘောလိုင်းမှာတွေအဲ့ဒါကရင်တွေများတယ်ဒီဘက်မှာတစ်ချိန်လုံးပြေးနေရဟိုဘက်ကိုသွားနေရင်းနေဟိုဘက်မှာကလေးမွေမွေးတော့လေထိုင်းမွေးစင်းနေပြီးတော့ထိုင်းမှာတောင်ရလောက်တာကထိုင်းနိုင်ငံသားတွေတောင်ရမလို့ဘူးထိုင်းနိုင်ငံသားတွေတောင်ရလောက်တာရှားရှားတယ် အရင်ကကျွန်တော်တို့ဘယ်လိုခေါ်လဲအဲကျွန်တော်တို့မြော့လို့ခေါ်တာပေါ့နော်မြော့မြော့လို့ရှိတယ်မြော့တယုံကြီးပေါ့နော်တယုံကြီးမြော့မြော့လို့ကျွန်တော်တို့ကခေါ်တာပေါ့နော်အဲသူရဲ့အဲစင်သက်လာတဲ့မျိုးတွေကျွန်တော်တို့ပန်းတွေစိုက်တာရှိတယ်ပဲတွေစိုက်တာရှိတယ်ငူးပီးစိုက်တာရှိတယ်ဒါပေမဲ့အဲအောက်ခြေလုပ်ငန်းတွေကိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကရှေ့ပြောင်းလုပ်သမားတွေနဲ့အရင်တွေပဲလုပ်ကြတာဖြစ်တယ်ပြီးတော့အဲအဲ့ဒါကြောင့်ကျွန်တော်တို့ border line မှာရှိနေတဲ့ကျွန်တော်တို့တောင်ယာစောင်းတဲ့အိမ်တွေဂျွာတွေမှာရှိနေတာကကရင်ထိုကြီးကောင်းပဲကျွန်တော်ဘင်္ဂါဒေ့ရှ်မှာလည်းဒါပဲဆိုတော့ဒီအခြေအနေတွေမှာကျွန်တော်တို့ ရာစီလည်းနဲ့ကန်ဖွဲ့ရပါဒီ border line နေဆက်စီးကိုကြော်ပြီးတော့အခါတက်တော့ AA တဲကိုဝင်းအောင်တိုက်ခိုက်တယ်ပြစ်ခတ်တယ်ပြီးတော့ AA စကန်ထိနေဆက်မှာရှိတဲ့အခါတက်တော့ AA စကန်လူကိုပါတိုက်ခိုက်တယ်ဆိုတာမျိုးကိုဘင်္ဂါထိကမသိဘူးဆိုတော့လောအမဟုတ်အဲ့ဒါဆိုလိမ့်တာခလီးတော်တော်လိုင်းလို့ကတကယ်ကိုယ်ယူဖို့ကောင်းတယ်လက်ရှိအခြေအနေတွေကိုကျွန်တော်တို့ကွင်းကုတ်ကတိချစ်တာမြင်တွေ့နေရဖြစ်တယ် တို့နိုင်ငံကဒီခြေနေတွင်နဲ့ဆုံးသက်သွားเสียပါကြောင်းမရှိဘူးကျွန်တော်မိသားစုတော်တော်ယုံကြည်ပြပါမနေ့မင်းအွန်လိုင်းကဘာပတ်ပြီးတော့ရှောက်သွားပြတယ်လန်းတလားပြတယ်တပုံကြီးလိုက်ပြတယ်သူဘာလို့ဘာကြောင့်လဲနောက်ကတေဝရနေတော့ဒီရွေးကောက်ပွဲလုပ်ကြမယ်ဒီရွေးကောက်ပွဲလုပ်ပြီးတော့မှမင်းဟာဘလို့ခြေနေမျိုးဆိုသူ့ကိုပလန်နေလုပ်ပြီးသားအဲ့တော့ရွေးကောက်ပွဲမတိုင်ခင်မှာသူ့ရဲ့မျက်နှာကြီးလိုက်ပြတာဒါတစ်ချက်နောက်တစ်ချက်ကကြတော့ကျွန်တော်ရပ်ပြည်သူတွေနဲ့ ကျွန်တော်တို့တိုင်းသားတပ်ဖွဲ့ဝင်တွေကိုပြန်လည်ပြီးတော့ကောင်းတာချိန်မုံနိုင်ဖို့အတွက်လက်နက်ကြည်လိုအပ်တာတွေမှန်များဖို့ညီမျိုးစုံနဲ့လိုက်ပြီးတော့ခြေတာတမျိုးငါတာတမျိုးပေါင်တာတမျိုးရောင်းတာတမျိုးတွေနဲ့သူပုံဖော်နေတာဖြစ်တယ်ဒါလည်းကျွန်တော်အားလုံးသိရှိတာသူတို့ကသူတို့အစိုးရပါလို့အော်နေလို့ရတဲ့နိုင်ငံပင်နိုင်ငံမှမရှိဘူးရုရှားသွားတဲ့အာဏာရှင် တရုတ်သွားတဲ့အာနာရှင်ဘလာရုသွားတဲ့အာနာရှင်သူ့ကိုဘယ်သူမှနေရာမပေးပါဘူးကုလသမဂ္ဂစင်မြစ်မာဆိုလည်းပဲဦးကျော်မတို့နေရာကိုအကြံဖက်စစ်ခွစ်တက်ကဝင်နိုင်တဲ့ကောင်တကောင်မှမရှိဘူးလက်ရှိစင်စရာစင်အင်းတွေရလဲကျွန်တော်တို့တမကြီးပြီးတော့ဘောင်းဆက်စွတ်ကြီးဒီအစိုးရဖွဲ့ကယနေ့ချိန်ဒီကဘာမှာ စရင်အနေနဲ့ပါဝင်နေစေဖြစ်ပါရွေးကောက်ပွဲလုပ်တယ်ရွေးကောက်ပွဲလုပ်လဲရှင်းရှင်းလေးပဲကျွန်တော်ရင်မိသားစုဒီရွေးကောက်ပွဲကကျွန်တော်နိုင်ငံကိုအတရားမှအာဏာသိမ်းပြီးတော့မှကျွန်တော်နိုင်ငံကိုပြန်ပေးဆွဲကျွန်တော်ခေါင်းဆောင်တွေကျွန်တော်တမားတွေကိုဖမ်းပြီးတော့မှပြန်ပေးဆွဲပြီးလုပ်တဲ့ရွေးကောက်ပွဲကဘာကလည်းသိတယ်ဒီပွဲမှာတည်ရမရှိဘူးကျွန်တော်ရင်မိသားစုကျွန်တော်အပြည့်ချိန်ပုံမှာဘာကြောင့်လဲဆိုတော့ကျွန်တော်ပေးဆက်ခဲ့တဲ့အရာတွေအတွက် ကျွန်တော်တို့စီမှာဒူးထောက်ပြီးတော့တောင်းပန်ရှင်အောင်မှာကျွန်တော်တို့လုံးဝခွဲလို့မှာမဟုတ်ဘူးမင်းအောင်လှိုင်းတဲ့ပတ်သက်တဲ့အုပ်စုတစ်ခုလုံးပါဝင်တောင်းတန်နေအကုန်လုံးကိုကျွန်တော်တို့အပိတက်ရိုက်ချိုးမှာဖြစ်တယ်ဒါကျွန်တော်လူငယ်တွေဂရိစကဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုနားတက်မယ်လို့ညွှန်လင်းပါတယ်တို့ရဲ့တက်ကဲမှုတွေကတော်တော်လေးကိုအချိန်ဟုန်ပြင်းလာတယ်လို့ဆိုရမှာဖြစ်ပါတယ်ပန်ဆယ်လိုတော်မှဒီနေ့မှာဒါဒီထောက်ပံ့ကူညီရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါပေါင်နာအနေနဲ့သူ လောက်ကင်ပေးနေတဲ့ထောက်ပို့ပေါ့နော်ထောက်ပို့လုပ်ငန်းတွေရန်နာလိုက်ပြီးဆိုပြီးတော့သူတို့ပြောဆိုလာတာတွေရှိပါတယ်ဒါတော့ပြာအကွက်ကြကြနဲ့စနစ်တကျနဲ့ဒါလောက်ကြီးဖိပြီးတော့ဒါလောက်ကြီးပြောနေတာသူလည်းလူသားပဲသူလည်းမိန်းကလေးပဲကြာတော့လည်းဟိုကဘယ်အဆင်မပြေဘူးပေါ့ဗျာဒါကယူကျနီမျိုးစုံနဲ့ဒေါ်တော်လန်ယူကိုချိုးဖက်တိုက်ခိုက်နေတာဖြစ်တယ်ကျောင်းမိသားစုတွေမြန်အောင်ချိန်ပေးပါ ကျွန်တော်ပေါင်ပိုင်းကပေါင်ပိုင်းသားဖြစ်တဲ့အတွက်ကျွန်တော်ပြောချင်တာကတော့တကယ်ဘီထဲမှာရှိတဲ့ PDF လူငယ်တွေဘယ်လမ်းကိုရွေးမှလဲ PC ထဲမှာရှိတဲ့ PDF လူငယ်တွေဘယ်လမ်းကိုရွေးမှလဲ PDF ထဲမှာပါရှိနေတဲ့ PDF ဆိုတဲ့အမိခံကောင်းနေမင်းတို့ဘယ်လမ်းရွေးမှလဲဆိုတာကိုကျွန်တော်ပြည်သူအားလုံးသိရှိပါကြောင်း ော့ကြာရင်လည်းဒီနေ့ဗီဒီယိုဆုံးသက်ပြရစီနောက်လာတဲ့ဗီဒီယိုဒီတက်ပူကောင်းကြိုးစားကြိုးစားပေးပါမယ်လက်နက်ပေးစပီကာပေးကြောက်နေကြောက်နိုင်ငံတွင်မှာရှိတဲ့မိသားစုဝင်တအူးချင်းစံပြင်းနေကင်းရှင်းပါတဲ့ကြောင့်ဒီနေ့စတောင်းရှင်းနေကျွန်တော်ရေပေါ်ရှမ်းလေးပါဗျာ